ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်သမီးရဲ့ခဏလောက်သွားနားလိုက်ပါလားသမီးကမနေ့ထက်အလုပ်တွေလုပ်နေတာပင်ပန်းနေလာပြီးကျန်တဲ့အလုပ်တွေငါလုပ်လိုက်မယ်လေအမေကိုဆရာဝါနားခိုင်းထားတာလေအမေရောအပြင်းနဲ့ရှောက်မသွားနဲ့လို့ပြောထားတယ်မလားအမေကဘာလို့သွားတာလဲ ငါဖယောက်ကျေးဇူးတင်နေတာငါ့ကိုတလောက်ကယူဆိုင်တဲ့သမီးကိုပေးထားတယ်။နင်အရန်ပျော်ရွှင်မဲ့ယောက်ျားရင်ရပါစေလို့ပဲငါဖယောက်ဆူတောင်းတော်တယ်။နင်တို့သားမင်းတွေကိုဘယ်နှခါပြောထားလဲ။ချောင်းနဲ့ရေတွေမတုံနဲ့။ဒီချောင်းကငါတို့ပိုင်တာလေမသိဘူးလား။နင်တို့သားမင်းကဝှက်ရှော်ဖို့ထိုင်ပြန်ပြီလား။အမရေဒီချောင်းကငါတို့အိမ်မဆောက်ခင်ကတည်းကဒီညမှာရှိနေရလေ။ဒါဆိုဘလို့လို့အမချောင်းဖြစ်တာလဲ။ငါတို့လည်းဒီချောင်းရေကိုတုံးလို့ရတယ်လေ။အမတို့တုံးရင်ငါတို့လည်းတုံးလို့ရတာပဲ။ နင်တို့လိုဆင်းရဲတဲ့သူတွေဒီလိုတွေကြောင့်ကြည့်မရတာငါတို့အိမ်ကအရင်ကစောက်ထားတာလေနင်တို့အခုမှလာပြီးနေတာငါတို့အရင်ကဆိုရင်ရှုခင်းနဲ့အရင်လာတာအခုဆိုနင်တို့လိုဆင်းရဲတဲ့သူတွေကြည့်ပြီးတော့ချောင်းလည်းမလာတော့ဘူးနေရာလည်းမလာတော့ဘူးအန်တီတမီတော့တီချောင်းရင်မတုံးရင်ဘာတုံးရမလဲဒီရေမရှိရင်အိမ်လုပ်တွေဘယ်လိုလုပ်ရမလဲအန်တီတို့အိမ်မှာရေပိုက်တွေထည့်ထားတယ်လေတော်လှနင်တမီကိုငါ့ကိုပြန်မပြောနဲ့လို့ပြောလိုက်မဟုတ်ရင်တော့မလွယ်ဘူးနော် အမေဘာဖြစ်နေရလဲသူတို့တွေရေသုံးလိုက်တော့လေဘာဖြစ်လဲအန်ဒီအိမ်ထဲသွားပါတောင်းပန်ပါလေအမေလည်းအိမ်ထဲသွားမယ်သူရကသူ့အမေကိုပြောပြီးအိမ်ထဲခေါ်လာခဲ့ပါလေနင်ကဘာလို့ကြားရဲပါလားလဲနင်သူတို့ဘာတောင်းပန်စရာလိုလဲအမေကသူတို့ကိုကြည့်ပြီးဘာဖြစ်နေရလဲသူတို့လေတားတို့လူလူပဲလေဘာဖြစ်နေလို့လဲသူတို့ကငါတို့လိုမချမ်းသာဘူးလေငါဆင်းရဲတဲ့သူတွေဆိုမကြိုက်ဘူးဒေါနီကချောင်းဒီဘက်ကမ်းမှာနေထိုင်ပြီးအရင်လေးချမ်းသာပါတယ် ဒေါ်လာနဲ့သူသမီးကတော့စင်းရဲပြီးချောင်းဒီဘက်ကမ်းမှာနေထိုင်ကြပါတယ်။ဒေါ်နီကသူတို့ကိုလုံးဝကြည့်မရပါဘူး။ငါကြုံနေနေထားတယ်။ပေးနာအကျော်တွေကိုအဝတ်စားတွေသွားပေးလာအောင်မယ်။သူတို့အဝတ်စားတွေချုပ်ထားတာကြပြီးငါအဝတ်စားတွေပေးပြီးပြန်လာရင်ဟင်းချက်စရာတွေဝယ်လာခဲ့မယ်နော်။ဟုတ်ကဲ့မေ။တေချာကူးဆိုင်သွားနော်။ဒီကောင်မလေးကအရင်လေးချော့တွေယဉ်ကျေးနေတာပဲ။သူနဲ့စကားပြောလို့ရရင်ကောင်းပါပဲ။နင်ကိုခေါ်နေတာကြားလာပြီ။နင်မကြောက်လား။နင်ဘာလုပ်နေရလဲ။မင်း ရှုခင်းလေးကလှလိုက်တာကြည်ပါလားလီလီလည်းအေးနေတာပဲဂျီရီယာလည်းကြည်လင်နေတာပဲရှုခင်းလှတာတော့ဟုတ်ပါပြီအရှိမဆင်းရဲတဲ့သူတွေမရှင်ပိုကောင်းမှထနေအမေရဲ့ဘာလို့အားနေရင်ဆင်းရဲတဲ့သူတွေကိုပြောနေရလဲအမေကဘာလို့ထားလို့လဲသူတို့နေချင်းတယ်လို့နေပါစီဒီမှာသူရနင်အားနေသူတို့ဖက်ကပဲပြောနေရဘာဖြစ်နေရလဲဒီဆင်းရဲတဲ့အိမ်ကသမီးစင်မာတော့နင်ကြိုက်ညာမဟုတ်မလားကြိုက်နေတဲ့အတွေးဝင်နေတယ်ဆိုရင်လည်းနင်အုံနောက်ထဲထုတ်လိုက်နော် နင့်ရောငါအကြိုက်ကောင်မလေးနဲ့ပဲမင်္ဂလာဆောင်မင်းမနင့်မကြီးမညီမအငယ်မရှိရမလားသူနဲ့ဆောင်မယ်နားလဲပါရဲ့နော်ဒေါနီကသူ့သားတဲ့ကောင်မလေးကြည်ထားပြီးသူရကတော့ဇင်မကိုစိတ်ထင်းမှကြိုင်နေပါတယ်ဒီလိုပဲရက်တွေကြာနေတော့မှဇင်မကိုကောင်လေးအင်ကလာကြည့်ပါတယ်ဇင်မတို့ကရင်းစင်းရတာကြောင့်ကောင်လေးအင်ကသဘောမကျဘဲပြန်သွားပါတော့တယ်ငါသမီးတို့တလောက်ကောင်းတဲ့ကောင်လေးရတာငါတို့စင်းရလို့လက်ကလွတ်သွားပြီငါသမီးလည်းဘယ်တော့မှအင်အောင်ကြမလဲမသိဘူး အမေရဲ့ဘာမှစိတ်ပူမနေနဲ့တရက်မဟုတ်တရက်တော့သမီးအိမ်ကောင်းကောင်းမှရမှာပါဒီလိုပဲရက်တွေကြာသွားပြီးတရက်ကြာတော့သူရကဇင်မပုံကိုခိုးကြည့်နေတဲ့အချိန်မှာပဲဒေါနီနဲ့သူ့ချွေးမကြီးတူတူကသူရခန်းထဲရောက်လာခဲ့ပါတယ်သူရကိုကြည့်ပြီးအလုံးနားလေသွားကြပါတယ်သူရနင်ကကြိုက်တော့လေဒီလိုဆင်းရဲတဲ့အိမ်ကောင်မလေးကိုကြိုက်တယ်နင်ဘယ်တော့မှအဲ့ဒီကောင်မယူဖို့မပေးဘူးနားလေလားအမေ ူရကိုဆင်းရဲတဲ့သားမယတခုခုလောက်ထားတဲ့ထင်နေအမေတို့စကားပြောတာဆင်ခြင်းပြောနော်သူကဒီအင်းရဲ့ချွေးမဖြစ်တော့မယ်အမေရဲ့ချွေးမငယ်ဖြစ်မှာ အမေသူနဲ့သဘောမတူရင်တန်ဒီအပေါ်ရက်ကနေပြီးတော့ခုံချပြီးတေးလိုက်မယ်ဒါတော့မင်္ဂလာဆောင်ရင်ဇင်မာနဲ့ပဲဆောင်မယ်သူရကလည်းသူ့အမေကိုချင်းချောက်ပြီးတော့သူကိုယ်တိုင်ဇင်မအင်ကိုသွားတောင်းပါလေ။ဒါဇင်မောက်ကြိုက်တာတော့မှန်နေ။ဒါအမေကငါတို့လုံးဝကြည့်လို့မရဘူး။ဒါသိပါတယ်အန်ဒီစိတ်မပူပါနဲ့ ဒါဇင်မကိုဘာတစ်ခုမှလူလီသေးမရှိအောင်လို့ထားပါမယ်စိတ်ချပါသူရဒီလောက်ချစ်တာကိုကြည်ပြီးဇင်မကလည်းသဘောတူလိုက်ပါတယ်ပြီးတော့ဒွန်နီကလည်းသူ့သားချင်းချောက်တာကြောင့်ဘာမှမလုပ်နိုင်ပါဘူးဒီလိုနဲ့နောက်ရကြတော့ဇင်မကသူရနဲ့မင်္ဂလာဆောင်ပြီးချောင်းဟိုဘက်ကန်းကချမ်းသာတဲ့ရောင်ကြိုင်ကိုရောက်လာခဲ့ပါတယ်နောက်ရကြတော့ဇင်မရဲ့ပထမနေ့အတွက်ထမင်းချက်ရက်ကိုရောက်လာပြီးဇင်မကမိဘကြောင့်လည်းသွားတဲ့အချိန်ပါပဲအမလီပရင်မရေငါတို့မိဘကြောင့်လည်းဘာလာလောက်တာလဲပြောအမေ ဒီနေ့ကသမီးရဲ့ပထမနေ့လေဟာလွာအချိုလုံမယ်အမေတို့လည်းပါစားမလဲပြောလေအကုန်ချက်ပေးမယ်ပါရင်နင်ကငါတို့မိဖို့ကြောင့်မချက်မယ်ဟဲ့လားချက်ရင်ချက်ကြည့်လေတွေ့မယ်အမအမပါလို့အဲ့လိုစကားတွေပြောနေရလဲညီမပါမှားလို့လဲတခုခုလုံးမိလို့လားနင်ကအရင်ကမသိချင်အောင်စောင်းတာပဲနင်ကငါ့ကိုပြန်မင်းနေရပေါ့ငါရဲ့ရိုးသားတဲ့မှတ်လေးကိုနင်ကချစ်ကြိုက်ပြီးတော့ကားမင်းနဲ့ပေါင်းချမင်းငါတို့အိမ်ကရွှေငွေတွေလိုချင်နေမှလား နှင်းရဲ့အကြောင်းတော့မကြားခင်မှာပဲသူတော့ငါပြောပြလိုက်မယ်အမထင်တယ်လို့ဘာမှမဟုတ်ပါဘူးအဲ့လိုလည်းမတွေးမိပါဘူးအမရဲ့နှင်းအကြောင်းတွေစကားတွေငါဘာမှမကြားချင်ဘူးထွက်သွားအခဲနဲ့ထွက်သွားဇင်မာကလေငိုယူပြီးတော့သူ့ခန်းလေးသွားခဲ့ပါတယ်သူသူနဲ့ဒေါနီကဇင်မာကဆင်းရဲတာကြောင့်သူ့ကိုလုံးဝကြည့်မရပါဘူးဩနှင်းကိုတအိမ်လုံးမှာလိုက်ရှာနေရနှင်းအခဲနဲ့မှထိုင်ပြီးအေးဆေးနားနေရပါလေအဝတ်အစားတွေရှော့စရာများတယ်လေအဝတ်အစားတွေအကုန်သွားရှော့ ီးတော့အင်တန်ရှင်လို့ပြီးရင်ရေချိုးခန်းမှာအဝတ်လျှော်ဆက်ရှိတယ်မကင်နဲ့နော်နေအိမ်မှာချောင်းပေးမှာအဝတ်လျှော်တယ်လို့ပဲသွားလျှော်သွားဇင်မာကလည်းဘာမှမပြောဘဲရေချိုးခန်းကအဝတ်တွေယူပြီးချောင်းပေးမှာသွားလျှော်နေပါတယ်ဇင်မာကချမ်းသာတဲ့အိမ်မှာနေထိုင်ပြီးအိမ်ပေါ်လိုလွတ်လွတ်နေရတာကိုချောင်းဟိုဘက်ကန်းကမေးဖြစ်သူကကြည့်ပြီးတော့စိတ်မကောင်းဖြစ်နေခဲ့ပါတယ်ဖယားရေငါသမီးကိုနှိမ်နေကြတာငါသမီးကိုအလုပ်တွေခိုင်းနေတာငါသမီးလေးတနာပါရဲ့ အမေရဲ့စိတ်မပူပါနဲ့တရမဟုတ်တရတော့တမီအားလုံးအဆင်ပြေအောင်လုပ်မယ်။သူရကလည်းရုတ်တရက်စီးဝေးရှိတာကြောင့်ပြင်သွားရပြီးသူသူနဲ့ဒွန်နီကတော့ဇင်မကိုနှိပ်ဆက်ဖို့ခွင့်ကောင်းရသွားပါတော့တယ်။ငါတို့အစားတောက်တွေကိုဘာကြည့်နေရလဲ။တခါမှအစားတောက်မမြင်ဘူးလားဟမ်။အမမနဲ့တရားဘာမှစားခွင့်မပေးတာကြောင့်ညီမပိုက်ရမ်းစာနေပြီ။အေးငါတို့စားပြီးလို့ကြံနေစားလေ။မြတ်တာရီနဲ့ပဲတန်တာ။ စားပိတာပကံတွေအားလုံး၆နဲ့ယူသွားပြီးစေးနော်အိမ်ကရှေးပိုက်တွေမကိုင်းနဲ့ကြလာဇင်မာကလည်းရေးတစ်ခွက်လိုရင်းအောင်ချောင်းကသွားယူရပြီးသူကအဆင်မပြေဖြစ်နေခဲ့ပါတယ်ဒေါရီကိုသူ့အမေကဟိုဘကန်းကကြည့်ပြီးဘာမှလေးလုံမပေးနိုင်ပါဘူးဒီလိုပဲအချိန်တွေကြာလာပြီးတော့တည့်ရကြတော့ဇင်မာကအင်တန်ရှင်းရေးလုပ်နေချိန်မှာပဲသူသူနဲ့သူ့ရောက်ခမစကားကိုကြားလိုက်ပါတယ်အမေသူ့ဒီအိမ်မှာထားတာအရင်စိတ်ညစ်နေပြီအမြန်ဆုံးသူရနဲ့ကွာရှင်းခိုင်းမှရမယ် မင်းစိတ်မပူပါနဲ့ချွေးမရဲ့ဒါရီအားလုံးဖြစ်လာမယ်ငါအားလုံးစီစဉ်ပေးတာဒီစကားတွေကြားပြီးတော့ဇင်မာကအခင်းလေးလာပြီးငိုနေခဲ့ပါတယ်ဖရားရေငါတော့သူရောအရင်ချစ်တယ်သူစကားတွေနားထောင်ပြီးငါ့ကိုခွဲလိုက်ရောငါနဲ့ငါ့အမေကပါလို့ရမလဲဒီလိုပဲအချိန်တွေကြာလာပြီးတည့်ရကြတော့ရာဒီကိုတို့တာရတာကြောင့်အားလုံးကချောင်းပီးကိုထွက်ကြပြီးတူတူသားကလည်းစွန့်နေပါတယ် အမေတောက်ဘောလုံးပေးပါလားတောက်ဘောလုံးဆော့ခြင်းနေဒီမှာဘောလုံးတေချာကိူးဆိုက်ဆော့နော်တူတူတားကလည်းချောင်းမေးမှာဘောလုံးဆော့နေပါလေဆော့နေရင်လည်းဘောလုံးကရေထဲကျသွားပြီးတားလေးကလည်းဘောလုံးကောင်းရင်လည်းခြေထောက်ချော်ပြီးရေထဲကိုကျသွားပါတော့တယ်ချောင်းကလည်းရေဒဂွန်နဲ့ဆက်နေတာကြောင့်အရင်နဲ့ပြီးတော့တားလေးကရေနဲ့ထဲကိုတဖြည်းဖြည်းမျောပါလာခဲ့ပါလေအမေတောက်ကေပါအမေတောက်ကေပါတားရင်နေနေပြီအမေကေပါ ငါသားလေးကိုကယ်ပါအောင်သားလေးကရေတခုဘက်ကိုရောက်နေပြီကယ်ကြပါအောင်ဘလို့ကယ်ကြမလဲရေတခုဘက်ကရေကအရင်နဲ့တည်းဘလို့လုကြမလဲအားလုံးကဝိုင်းပြောနေတဲ့အချိန်မှာပဲဇင်မာကလည်းဘာမှမစင်စားဘဲနဲ့ရေထဲခုန်ချပြီးသားလေးကိုကယ်တင်လိုက်ပါတယ်သားလေးကိုရေတခုနာမရောက်ခင်မှာပဲကယ်တင်လိုက်ပြီးအပေါ်ကိုခေါ်လာခဲ့ပါတယ်သူတို့ကလည်းပြေးပြီးတော့တာလီနာကိုသွားပြီးဖတ်ထားကငိုနေပါတယ်။တာတာပါမမဖြစ်ဥမလား။အမေတောင်းမှမာတဲ့တာရဲ့ တားကိုဂယုမဆိုင်မိဘူးတားဟိတားပယ်နေရမှာမှမထိခိုင်းမိဘူးမလားယင်တားမကြီးတွေ့လားတားလေးအသက်ကိုကဲတင်ပေးခဲ့တာဇင်ပါပဲလေသူတားမရှိရင်ဒီနေ့တားလေးကိုမတွေ့ရစေရပဲဘာလို့လဲဆိုတော့ဒီအင်းကဘယ်သူမှရေမကူးတတ်ဘူးရေကူးတတ်တဲ့သူတွေကလည်းသူတို့တေးမှကြောက်ကြတယ်လေဘယ်သူမှမကယ်ကျင်ကြဘူးဇင်ပါကလည်းရေမကူးတတ်ပါဘူးဒါမဲ့သူဘာမှမစင်စားပဲနဲ့တားလေးကိုကဲဖို့ရေထဲခုန်ဆင်းခဲ့တာအခုလည်းမကြီးရဇင်မကိုမုန်းနေတော့မှလားငါတားမှန်ပါတယ်ဟာနေငေါ့ဘာအပြစ်ပေးပေးရတယ် အပြစ်ပေးချင်မေမပေးချင်နေဒါပေမဲ့ငါ့ကိုခွင့်လွတ်ပါထုတ်ပါရချွေးမရဲ့ငါလည်းတောင်းမှန်နေနင်အားရှိမကူးတက်တာတောင်သားလေးအသက်ကိုကဲတယ်ငါလည်းမှားတော့ပါရချွေးမရဲ့ငါ့ကိုလည်းခွင့်လွတ်ပေးပါရောက်ခမနဲ့တီတူကဇင်မကိုတောင်းမှန်ပြီးဇင်မကလည်းခွင့်လွတ်လိုက်ပါရဲ့အိန္ဒိကစားပြီးဇင်မကလည်းသူ့ယောက်ျားအိမ်မှာပျော်ပျော်ရွှင်ရွှင်နေထိုင်ရပြီးချောင်းဟိုဘက်ကန်းကအမိဖြစ်သူကလည်းသမီးပြော်တော်ကိုကြည့်ပြီးတော့ပျော်နေပါရဲ့ ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။